ူများလို့တခါလဲအသက်ဖက်သွားရင်တော့မခံစားရဘူးပေါ့ခုကကြစကားနဲ့ပြောနိုင်ဆိုနိုင်နဲ့အကုန်လုံးကိုဘာမှမဖြစ်တဲ့အတွက်ကိုခံစားရပါတယ်တခါလဲအသက်ဖက်သွားရင်တော့သိမခံစားရဘူးလို့တော့ထင်ပါတယ်ဒီရတာကပြည်သူတွေဟာငလင်ဘေးမတိုင်ခင်ကတည်းကစစ်ဘေးဒုက္ခတံကိုရင်စည်းပြီးခံနေကြရပါတယ်။ဒီဒေတာဆိုတာမန္တလေးတိုင်းစင်ကူးမြို့နယ်တွင်က ရွှေတွင်းနယ်မြေပါငလင်မလုတ်ခင်ကလေးကတိုက်ပွဲတွေကြောင်းလမ်းမဆက်တဲ့ရေးတွေပိတ်ဆို့နေတဲ့အပြင်မြို့ပြအထိသွားဖို့ခက်ခဲတဲ့အခြေအနေတွေမှာငလင်ကြောင့်ထိခိုက်သူတွေအချိန်မီဆေးကုသမပေးနိုင်လို့အသက်ဆုံးရှုံးသွားတဲ့သူတွေလည်းရှိပါတယ်အသက်38နှစ်အရွယ်ကိုရဲမင်းစုခကိုရဲကြီးဟာအင်းသစ်ဖောက်ရင်ငလင်ဘေးဒဏ်သင်ခဲ့ရသူတွေပါသူကတော့တောင်ဆောင်တစ်ခုဘေးကရွှေအင်းမှာအလုလုကင်နေခိုင်တောင်ဆောင်ပေါ်ကဂဲလုံးကြီးတွေ လိန်စင်းလာပြီးပြီးမိကထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ပါတယ်။အဲ့ဒီအတွေ့စေကူသားမှုခံယူဖို့နိုင်ရင်နဲ့ချီစူးစားခဲ့ပေမဲ့အသက်ဆုံးရှုံးခဲ့ရတာပါ။စေကူသားဖို့စူးစားနေရချင်းအခက်အခဲတွေကို သူ့ရဲ့ဇနီးတွေကအခုလိုပြောပြပါဗျ။အသက်ကြတော့လေနီးဖွားတဲ့လူနာရှိလို့ရဆိုပြီးဒီအောက်ဆီဂျင်ဟိုဟာစလိုက်နေတာလေငလုံးချိတ်ပေးတယ်ဒီလူနာကိုသေချာဟိုဟာလောက်ပဲပေး။ဆရာတွေကကြာ ကျွန်တော်တို့ထားပါတော့သူ့ညီတွေကသူ့ညီတွေကကြတော့မန်းလေးပဲသွားမှာမန်းလေးကကြတဲ့တရားကျိုးတာမလွယ်ဘူးပေါ့အဲကြတော့ဇယကွင်းကလည်းကောင်းတယ်အတိုင်းပြောကြတယ်ဇယကွင်းရောက်သွားဇယကွင်းကနေမှတခါမနိုင်ဘူးတဲ့ဆိုတော့အဲကြတော့ဘဲသွားလို့သွားမှန်းမသိဘူးဖြစ်နေတဲ့ချိန်ကိုညီသူ့ညီကကြတော့မန်းလေးပဲသွားချင်တာခုအဲ့လိုမျိုးသွားချင်တော့ကြတော့မန်းလေးရတဲ့ရဘူးတဲ့မန်းလေးကလည်းဖြစ်နာတယ်ဆိုတော့အဲကြမိုးကုတ်ကိုမိုးကုတ်လည်းကောင်းတယ်ပေါ့မိုးကုတ်မှမနိုင်ဘူးဆိုသူတို့ကအဲ့လိုနေဆက်ဖက်ထီတော့ ပို့ပေးမယ်ပေါ့အတိုင်ပြောလို့ဆိုပြီးအဲ့မန်မိုးပုတ်ကိုဝါးမစံတွေးတို့ရွာကနေမန္တလေးကိုရောက်ဖို့ပုံမှန်ချင်းစို့တနားရီခွဲခံမဲ့ကားမောင်းနေရတာဖြစ်ပေမဲ့မန္တလေးပမော်ကားလန်းတလျှောက်တိုက်ပွဲတွေကြောင့်မရေယာမြို့နယ်အတွင်းလမ်းပိုင်းပိတ်ဆို့ထားပါတယ်ခီးသွွာလာသူတွေဟာအေယာဝရီမြစ်ကို ဖြတ်ကူးကအညာဒေသကနေတကွေးတစ်ပတ်ကြီးပတ်ပြီးအချိန်9နာရီတက်ပို့ကြအောင်သွာလာနေရပါတယ်အဲ့ဒီအပြင် ငလင်ကြောင့်သခိုင်းတရာကြီးကျိုးပြီးဖြတ်တန်းသွားလာခွင့်လည်းပိတ်ထားပါဗျ။ဒီအခြေအနေတွေမှာနီးစက်ရဒေသမှာပဲအသက်လူဖို့ကြိုးစားနေရပါတော့တယ်။ရွှေတော်ဒေသမှာရှိတဲ့ပုဂ္ဂလိကဆေးရုံတွေမှာပဲကုသရခြင်းဝင်တဲ့အားမမြတဲ့အခြေအနေမှာလူနာတွေအတွက် ကုသမှုအပြည့်အဝမရတာကြောင့်ခင်မုန်းတဲ့ရဲ့အသက်ဆုံးရှုံးခဲ့ရတာလို့မဆန်တွေကရှုမြင်ပါတယ်။ဆေးအောင်ကောင်းကောင်းလေးနဲ့ဆိုရင်တော့သိမယ်ထီတော့မှန်မှန်ထားတာ။ သူများတင်မယ်ဆိုတဲ့ဟုတ်စားတွေကကြာအသက်ရှူမဝတာတို့မိတာတို့ပြူတာတို့ရှိမှသူကတတိလဲတစ်ချက်မှမလစ်ခဲ့ဘူးအကောင်းတိုင်းပဲရောက်သွားတော့လဲအဲ့သူဖြစ်ဖြစ်ချင်းကျွန်တော်ကလိုက်သွားတာလိုက်သွားတော့လဲသူတွေ့တော့အကောင်းပဲခြေရောက်တစ်ခုပဲသူမသွားနိုင်မလာနိုင်တော့ပဲရှိရစကားပြောဖို့ဆိုဖို့နေရောအကုန်လုံးသေးတာသွားတာအကုန်သိတယ်ခုပိုင်ပိုင်ကသူ့ညီရပိုင်ပိုင်နဲ့ပိုင်ပိုင်ကသူ့ဝေးနာမှာထိုင်နေတော့လဲဒီလိုပဲမှာသူကဒီလိုပဲမှာသူကဒီပဲမှာထိုင်နေတော့ ပိုင်ပိုင်ငါမရဘူးတက်ရှုရဲကြက်တာသူအဲ့တိုင်ခုံပြောတယ်အဲ့သေကန်နိထီကိုသူအဲ့တိုင်ပြောပါဘာမှမဖြစ်ကျွန်တော်တို့ထင်ရအဲ့နာလို့ပဲကျွန်တော်ထင်တာလူနာတင်ကားပေါ်ကအောက်ဆီဂျင်ဘူးတွေမကောင်းတော့တာအရေးပေါ်လူနာကိုပို့ဆောင်ချိန်မှာလဲလန်ခင်းမှာစောင်းဆိုင်ခဲ့ရတာကောင်းမွန်တဲ့ဇေဝကုသမှုပြပြဝဝမရခဲ့တာပြုစုဆောက်ရှောက်မှု မလုံလောက်လို့မတည်တည်မဲတည်ခဲ့ရတာဆိုတဲ့စိတ်နဲ့ မဆန်းတွေတယောက်ယူကြုံမရဖြစ်နေစေပါခံစားရတာပေါ့ခံစားရတော့ကိုအညာလို့မသိသိမနဲ့သိလို့သူများလို့တခါလဲအသက်ထွက်သွားရင်တော့မခံစားရဘူးပေါ့ခုကကြစကားလဲပြောနိုင်ဆိုနိုင်လဲအကုန်လုံးကိုဘာမှမဖြစ်တဲ့အတွက်ကိုခံစားရပါတယ်တခါလဲအသက်ထွက်သွားရင်တော့သိမခံစားရဘူးလို့တော့ထင်ပါတယ်ခုကကြတော့ဘယ်လိုပြောမလဲသတ္တမိရဲ့လို့လဲသူကအကုန်သိတယ်ကလေးတွေကရောဆိုလဲကုန်မေးနိုင်တယ်သူက အဲ့ဇယကွန်းရောက်တော့ကလေးရရောအဲ့တိုင်းမေးတယ်သူကဖြစ်တာတွေကလေးတွေရရတယ်အိမ်မှာဘာမှမပူနဲ့သူ့မွေးရည်တွေနဲ့နေချင်အဲ့တိုင်းပဲပြောလိုက်တယ်အကုန်လုံးခုဘသူလာလာသူ့လေးလေးလာတယ်ဆိုလဲလေးလေးတိုင်းနေပေးသားမှာဒီရှားမှာတော့ဖယ်ဖယ်ခြေတော့ကဖြစ်တာဒီညာဘက်ခြေတော့ကသူကကြိုက်ခဲတာထုံးကျင်ပြီးတော့နေပါပါနှိပ်ခိုင်းတာခုလေးလေးလာတယ်ဆိုလဲလေးလေးဒီဘက်ခြေတော့ကြီးနှိပ်ဆမ်းမှာအဲ့လိုခိုင်းနေသူကဘသူလာလာလာတဲ့လူမှန်တယ်များလဲအကုန်သိတယ်ဇတိတစ်ချက်မှမလက်တတ်တော့ဘူး ပို့ပြီးခံစားရတာပေါ့ခုချိန်ပြီပါအဟာတော့ခုဒီနေ့လေးလပြေခဲ့တရက်မှလည်းမတွေ့တဲ့နေရလို့လည်းမရှိပါဘူးမျက်ရည်မကြားတဲ့နေရလို့လည်းမရှိခဲ့ပါဘူးသူများတွေကကြတော့ဖြစ်ဖြစ်ချင်းတခါတည်းဆေးရုပ်ကိုမရောက်လိုက်ကြဘူးဆိုတော့အော်ဒါသူကအသက်ကိုတော်တော်ဆိုးလို့ဖေးသွားတယ်လို့အောင်းမိပါဘူးအခုအိမ်ရလူကကြတော့အဲ့လူတွေမဖြစ်ခဲ့ဘူးလေ သူကကြတော့ဘယ်လိုဆုံးဆိုအကုန်ပြောနိုင်စိုးနိုင်လဲဆိုတော့ကိုကအဲ့လိုကြခံစားရတာပေါ့ပို့ပြီးတော့အဲ့ဒီအချိန်ကသာကုသမှုကောင်းကောင်းခံယူခွင့်ရခဲ့ရင်ကိုရဲကြီးတယောက်အသက်ရှင်မှာပဲဆိုတဲ့အတွေ့ဟာကြံရည်သူမိသားစုအတွက်ပိုပြီးကြေကွဲစရာဖြစ်နေပါတော့တယ်။တော်လိုင်းရဲ့အားစုတွေထိမ့်ချုပ်စိုးမိုးနေမြမှာရှိနေတဲ့ပြည်သူတွေဟာဒီဒေသတွေမှာပဲတတ်နိုင်သမျှအစင်မြေအောင်စေကုသမှုခံယူကြရပါတယ်။ ဲ့ဒီကြားထဲကဈေးုံဈေးကန်းတွေပါမချမ်းစေုပ်စုလေးချောင်းကနေဘုံကျဲတက်ဖြတ်တဲ့အန္တရာယ်ကိုလည်းရင်ဆိုင်ကြရပါတယ်။